မတို့ရဲ့ trainer စာနဲ့တန်ရှင်းနဲ့ဒီမတို့ရဲ့ဝေချင်းနဲ့အဲ့လိုရတဲ့မတို့ရဲ့ရှိရဟာကိုအကုန်လုံးမျှဝေရလိုအပ်တဲ့နေရာလေးတို့တက်နိုင်တဲ့တော့မျှဝေရပါပေါ့မြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်အရှင်မြတ်ရှင်နဲ့ဒီသာနာအနွယ်ဝင်သီလရှင်ဆရာကြီးဆရာလေးတွေကိုအခုလိုနော်ဟိုဆုံးဆက်ကတဲ့အလူလာနာပြုလုပ်တယ်အဲ့ဒီအတွက် ဝင်ရောက်ဝင်လာဖြစ်မိတယ်ဒါရကကြီးဥဝေလင်းချန်နဲ့မကျော်လင်းရှေဝါအဲဘုရားကျောင်းဆောင်နဲ့ဘုရားစင်တူတော်အနေကစားတင်ရေဆက်ချအမြဝင်ပြလို့ထမ်းပါတယ်300ကျည်300လောက်ရှိတယ်။အဲ့တော့ဟိုဘလိုကအလူဆိုတာလေးပွားလာပဲခဏလေးပဲဟိုပါပြန်ပွားလာတာပဲဝင်မဲ့လမ်းနေဆိုတာလေးကုံပွင့်လာတယ်။ပတ်စံဆိုတာအဲ့ဒီဘော ့အကြောင်းဒီမြန်မာပြည်ကိုလာလေရင်ပေါ့နော်စေကုံမှန်နေရာဆိုမြန်မာပြည်မှာလာလေရင်ဒီနားရောက်တော့လေစိတ်ကနေဆရာလေးတို့ရှိဝင်ဘူးမယ်ဆိုပြီးအဲ့ချိန်လာတော့ဒီចောင်းဆောင်နေမပြေးသေးဘူးပေါ့နော်ဟုတ်ကဲ့အចောင်းဆောင်စောင့်မယ်ဆိုတော့ဒီဘုရားចောင်းဆောင်လေးစောက်ပြစ်သွားတာအဘုရားចောင်းဆောင်လေးစောက်ပြစ်သွားတဲ့အခါကျတော့စင်းနူတော်လေးကနည်းနည်းလေးညံတော်လေးကနေနေရိုးရိုးလေးဆိုတော့အဲ့တော့စင်းနူတော်အစ်စ်ပေါ့နော်တွန်းလောင်းပြီးမယ်ဆိုပြီးတော့အဲ့ဒါမန္တလေးမှာမန္တလေးမှာဟိုစင်းနူတော်မာတာပေါ့တံပပရိယာကစင်းနူတော်လေးမာတယ် အဲဒီဆင်းနူတော်လေးဆင်းနူတော်ဟလာညံတော်ကတော့ဟို36ပေလောက်ရှိတယ်30ညံတော်36ပေရှိတယ်လာရှိတဲ့နေဖြစ်တဲ့အတွက်မင်္ဂလာစကားကိုပြောခြင်းဘာဘာတို့ကြီးလူဘွားရဲ့အနေအမြင့်ကိုချုပ်မဲတဲ့အလျောက်အခုအသက်ကြီးပိုင်းမှာဘာသာရေးကိုကြိုးစားတဲ့အလျောက်တဖြည်းဖြည်းနဲ့တိုးတက်လာဘာတွေတိုးတက်လဲဘာဘာတို့အစတော့ဘုံတော့ ဆိုရင်အိမ်ငှားနေရဒါပေမဲ့အိမ်ငှားနေရဘောဘနယ်မှာတော့အိမ်ဝယ်ဘူးတယ်သို့တော့တစ်နှစ်ပင်နေရဘောဘရံမျိုးကိုရောက်လာနော်အလုပ်ကိုစူးစမ်းတယ်ဘောဘရဲ့သားအကြီးနဲ့သားအငယ်ကိုပညာရေးကိုဆုံးခန်းတိုင်းသင်ပေးခဲ့တယ်မသားသမီးရောင်းအောင်တစ်ချိန်မှာကိုကိုကြည့်ခြင်းလဲကြည့်မကြည့်ခြင်းလဲနေမိဘမြတ်တာနဲ့မြတ်တာရဲ့အကျိုးအာနိသင်ဆိုတော့အဲ့တော့တစ်ခါလာတယ်နောက်တစ်ခါဘာလာလဲလို့ဆိုတော့ တာကြီးရနိုင်ငံခြားမှာမထွက်ခင်ဘဘဟိုဒီလိုအိမ်ငှားနေရတဲ့အတွက်မကြိုက်ဘူးအဲ့တော့သူရှိတော့မှာနိုင်ငံခြားမထွက်ခင်တက္ကန်တက္ကန်ဝယ်ပေးခဲ့အခုတည်းရှိနေတယ်နှစ်ပေါင်း30ကျော်40နှစ်လောက်ရှိတယ်ဒါရကကြီးဥဝေလင်းချမ်းနဲ့ မကျော်လင်းရှေဝါအဲဘုရားကျောင်းဆောင်နဲ့ဘုရားစီလူတော်အနေကစားတင်ရေဆက်ချအမြောက်ဝင်ပြီလို့ထမ်းပါတယ်တိရတော့သူတို့နဲ့ဆိုတဏိကျော်သွားပြီအော်ကျောင်းမှာအဲ့လိုလာစင်အလူရှင်မရှိတဲ့နေပေါ့နော်ကျောင်းမှာဟောအလူမရှိတဲ့နေသူတို့ဖြစ်လူပေးတာပေါ့နော်အာယုံဆွေမရှိတယ်လေအာယုံဆွေပေါ့နေဆွေမရှိရင်လေနေဆွေပေါ့ ကက်ပေးတာပေါ့နော်အဲ့လိုသူတို့လည်းကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့လိုမဟုတ်လဲဆရာလေးဒီကလေးနဲ့ကျွေးမွေးဖို့စောင်းရှောက်ဖို့ပညာရေးတစ်ဖက်နဲ့စာဝင်းနေပညာရေးကျမရေးဆိုလေဆရာလေးတပားနဲ့ရုံကန်တို့မလွယ်ပါဘူးနော်သူတို့ကျေးဇူးလေးအများကြီးတင်ပါတယ်ပေါ့နော်သူတို့ကိုယ်တိုင်တရားတရားဒီကြောင်းရောစင်ကာပူအပြန်ရောက်ရန်ဗမာပြည်ပြန်ရောက်တော့ကျောင်းမှာဟိုဆုံကက်နေကြတော့လေဆရာလေးကျောင်းဆုံကက်နေကြတော့မရောက်ဘူးပေါ့နော်ရောက်တော့ ဖះအเจ้าဆောင်လိုအပ်နေတယ်သူတို့ကအဲလူပါမယ်ဆိုတော့သူတို့စိတ်နယ်ပေါ့နော်သူတို့တရားတရားနဲ့လူပေးလိုက်တာပေါ့နော်ဇာလေးလည်းဟိုလူပါဆိုလည်းမပြောဘူးပေါ့နော်သူတို့ကလူပေးတယ် ားချက်ကတော့အများကြီးရှိတယ်အကိုကဒီစင်းနူတော်ဒုတ်တဲ့ဟိုထုလုပ်တဲ့အခါမှာလေကိုယ်တိုင်ပေါ့နော်ပုံဆွဲတယ်ပုံဆွဲပြီးတော့အဲ့ကျင်နိုင်ငံသားမှာပေါ့နော်ဒီလိုပဲ Viber နဲ့ပို့တယ်တွန်းလောင်းတဲ့လူအသေးစိတ်လက္ခဏာတော်လေးတွေအားစပေါ့နော်တွန်းလောင်းတဲ့ဒီလေရီတော်တို့ပါတို့နော်အဲ့တွန်းလောင်းပြီးတော့ပထမတစ်ခေါက်ဟိုမန္တလေးကနေရန်ကုန်ပို့လိုက်တာပေါ့နော်မန္တလေးကရန်ကုန်ပို့တဲ့အခါမှာလန်ကြီးချောင်းမဲစီပါပဲဖြစ်ပေါ့မျက်လုံးတော်လေးကလေး အဲ့လိုမျိုးမျက်စင်တော်လေးလိုပဲနည်းနည်းကြွတက်လာမျက်လုံးတော်လေးကကြွတက်လာပုံနေလဲရှိတယ်ဒီမှာမန္တလေးကိုတခါပြန်ကြွရန်ကုန်ကနေမန္တလေးကိုပြန်ကြွပြန်ကြွပြီးစူးစားပြီးပြင်လိုက်တဲ့အခါကျတော့ခုလိုပေါ့နော်ဒါပေမဲ့မျက်လုံးကတကယ်ကိုမျက်စင်တော်ပဲဒါကရုပ်ရုပ်တော်နဲ့မျက်စင်တော်လေးကအဲ့လိုမျိုးဖြစ်နေတာပေါ့ မတို့ရဲ့ဟိုပေါ့နော်ပြောမယ်ဆိုလို့ရှိရင်မတို့ကမတို့ရဲ့ trainer ဇာနဲ့တန်ရှင်းနဲ့ဒီမတို့ရဲ့ပွင့်ချင်းနဲ့အဲ့လိုရတဲ့မတို့ရဲ့ရှိရဟာကိုအကုန်လုံးမျှဝေရလိုအပ်တဲ့နေရာလေးတို့တက်နိုင်သလောက်မျှဝေရပေါ့မတို့နှစ်ယောက်ပြည့်တဲ့ကုသိုလ်ကောင်းမှုအဆုဆုနဲ့အားလုံးအမျှပေးဝေပါတယ်နော်တကယ်ဟိုတာနာဘက်ကိုပြန်ရောက်သွားသလိုမျိုးပေါ့နော်ခံစားရတယ်တရားပွင့်တယ်လို့ပဲခံစားရတယ်အဲ့လိုမျိုးပေါ့လဲဟိုသူကဒီနေရာတော့ပလဲမျိုးတစ်ပေါ့နော်ပလဲမျိုးတစ် အဲသင်္ကန်းညွန့်ကြီးနော်သင်္ကန်းညွန့်ကြီးသူကသွားတာလွယ်ပါတယ်ဒီလမ်းမကြီးကဟိုကာယ12လမ်းနော်ဒီလမ်းလမ်းမကြီးပါလမ်းမကြီးလေအမတ်3မဲခုပေါက်နေတာအမတ်နဲ့အမတ်3မလားအမတ်9တို့ရှိဒါအမတ်3လမ်းမကြီးအမတ်3လမ်းမကြီးဆိုဒီကကာယ12လမ်းကွာကာယ12လမ်းအဲ့လမ်းလေးအမှန်မှအတဲ့ပဲဝင်လာတာနည်း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 လေးကောက်တာပေါ့နော်နည်းနည်းကောက်ပြီးဒီနားကတုခဝတိဒီကနော်တုခဝတိ9လမ်းအဲ့ဒါဆိုရောက်ပြီ အဲဟုတ်တယ်ပြည့်ပြည့်စုံစုံလူပေးထားတယ်ဒီနေ့တို့လည်းကိုဟာဆိုးလည်းကောင်းကောင်းပေါ့ဟောတို့လည်းဆရာလေးအစီအပြေကောင်းကောင်းလုပ်ပေးလိုက်ပါဆရာလေးအယောင်ဝန်တာတော့ဗောနော်ဟောအဲ့လိုမျိုးကိုယ့်အကူနဲ့စဉ်းစားတော့ဟောအစီအပြေမှာလက်ကြောက်တော့ဗောနော်ဟောဘယ်လိုလုပ်မလဲဆိုတော့တို့ဆရာလေးပြည့်ပြည့်စုံစုံလုပ်ပေးဆရာလေးအယံပီတိဖြစ်တာဗောနော်တို့ဆရာလေးစူးတောင်းရှင်တယ်တို့အဆအဆရအောင်မြင်အစီအပြေပါစီဗောနော်ဒီထက်မကလည်းတရဏာကျိုးလောကီအကျိုး အဲအများမြဲများဆောင်ရွက်နိုင်ပါစေပေါ့နော်တို့လည်းတတတရတစ်ထက်ပြီးတစ်ထက်တစ်စီပြီးတစ်စီတိုးတက်အောင်စေတနာတိုးပွားနိုင်ပါစေလို့ဆုတောင်းပါတယ်